အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မေလ6ရက်နေ့အင်္ဂါနေ့အတွက်မော်လိဝတ်သားခံမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းကိုဆက်ဆက်တိုက်ခိုက်နေတဲ့လေစီကြောင်းပုံတွေအရအနောက်တောင်မုတ်တုံလေဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုစတင်ဝင်ရောက်ပြီးမိုးရသည့်အစပြိုတော့မယ်လို့မော်လိဝတ်သားပညာရှင်အိုဝင်နိုင်ကအသိပေးပါတယ်ဘင်္ဂလားပင်လယ်အော်လေပိုင်းမှာလာမယ့်မေလ16ရက်နေ့19ရက်နေ့တွေမှာ အာကောင်းတဲ့လေဖျားနဲ့ရေပေါ်ဖြစ်လာနိုင်တဲ့အပြင်အေယောရီအနောက်ဘက်ကန်ယိုရန်မြဝကျမကန်ယိုရန်အနီးမှာတော့မေလ16ရက်နေ့အထိဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်း30ရာခိုင်နှုန်းရှိနေတယ်လို့ဆိုပါတယ်။မေလ17ရက်နေ့စနေရနေ့တွေမှာတောင်ဘက်နဲ့အနောက်ဘက်ကဝင်လာတဲ့မိုးတိမ်တွေကြောင့်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေအပြင်ရခိုင်ပြည်ချင်းပြည် ရှမ်းပြည်အရှေ့ပိုင်းနဲ့ကချင်ပြည်တို့မှာမိုးရွာနိုင်ပြီးကချင်ပြည်နဲ့စကိုင်းနဲ့အထက်ပိုင်းတို့မှာတော့မိုးများပြီးမိုးသည်ထန်နိုင်တယ်လို့ဥဝင်နိုင်ကခန့်မှန်းထားပါတယ်။ ဒီကနေ့ညနေအထိနေပြီးတော့ခရနီကရပြည်ရခိုင်ပြည်နဲ့ပဲခူးတိုင်းတို့မှာတရင်တရင်တင့်ဖြစ်ထွားမှာဖြစ်ပါတယ်။ကချင်ပြည်မွန်ပြည်နဲ့တရနာရီတိုင်းတို့မှာနေရာကျကျကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့နေရာကွက်ချောင်းမုတ်ထချုံရွာနိုင်ပြီးရွာရင်ရအောင်80ဖြစ်ပါတယ်။ကပလီဘလဲပြည်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာတရင်တရင်တင့်ကနေတိမ်ထွက်နေပြီးကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်။ ညမပင်လယ်ပြင်မှာတော့လှိုင်းအနေငယ်ကနေလှိုင်းအသင်အတင်ရှိပါမယ်။မွန်ပြည်နဲ့တရနာရီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးမိုးတိမ်တောင်တွေရွေရှားရတလျှောက်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှင်စိလက်ခြင်းနဲ့မိုးသီးကျွေခြင်းစားရင်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နေနိုင်တာကြောင့်ထိုတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမုံစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကချင်ပြည်ချင်းပြည်ကရင်ပြည် မော်မြီစကိုင်းနိုင်ထပ်ပိုင်းနဲ့တရနာရီတိုင်းတို့မှာနေရကြဲကြဲကနေနေရဆဲဆဲမော်ထစ်ချုံရွာပါမယ်ရှင် ကျမနွယ်နွယ်ပါ